ကျွန်တော်လည်းကိုကလည်းတင်ပြခဲ့ပြီးဖြစ်ပါတယ်။အားကြောင့်မလို့ယခုအချိန်ကာလမှာအရေးကြီးတဲ့အချိန်ဖြစ်နေတဲ့အတွက်ဟောအားလုံးသောပုဂ္ဂိုလ်တွေဒီနိုင်ငံသူနိုင်ငံသားတွေကိုစေတနာမေတ္တာထားပြီးတော့လာရောက်ပူးပေါင်းလှူဒန်းပေးကြပါလို့ကျွန်တော်ဒီနေရာနေလေးလေးစားစားမေတ္တာရက်ခံအကြံပြုတင်ပြအပ်ပါတယ်ခင်ဗျာ။ဟုတ်ပါပြီဟုတ်ပါပြီ။ အလောင်းမဲမင်္ဂလာပါဒီနေ့2025လေးလပန်း၄နှစ်ညနေပန်းထိရရှိထားတဲ့သတင်းထုတ်တွေကိုတက်တက်တက်လို့ပြင်ပြီးတော့ကြည့်အောင်ပါပထမဆုံးကတော့ BBC သတင်းဌာနကဖော်ပြထားတဲ့ရှမ်းမြို့လာရှုမြို့ကနေ MNDA ကိုကန့်တက်တွေဆော့ခွာရပြီလို့လာရှုကနေမေပင်သတင်းရင်းမြစ်ကပြောဆိုပါတယ်ဒါကအေဘီလာ20ရက်နေ့နောက်ပိုင်းမှာစစ်ကောင်စီလက်အောက်ဌာနဆိုင်ရာတွေပြန်ဝင်လာမှာဖြစ်တယ်လို့သိရပြီးကိုကန့်အုတ်ချုပ်ရဲ့အဖွဲ့ဘူးတွဲအုတ်ချုပ်မဲ့အခြေအနေကိုရှင်းနေတယ်လို့နားလည်ရကြောင်း တရင်ရင်းမြစ်ကပြောဆိုပါတယ်ဒါက VC တရင်ဌာနကဖော်ပြထားတာတခြားတရင်ဌာနမှာဖော်ပြတာကတော့ဆစ်ဆောင်ကွန်စီကတရုတ်အကူအညီဖြန့်ပါနော် လာရှူမြို့ပေါ်ကရက်ွက်မြောက်ကို ပြန်ယူပြီးတော့လဝကမြောက်ကိုအရင်ဆယ်လွဲ့မေဖြစ်ဖြစ်ယူရဲ့နန်ချင်းများထွက်ခွာကြရန် MND ကအတိပေးလာပါတယ်ဆိုပြီးတော့ခုတ်ပြထားတွေ့ရပါတယ်ဒါကလာရှူမြို့လာရှူမြို့အတွင်းမှာဆစ်နှစ်ရက်ွက်ကိုစစ်ကောင်စီကိုပြန်ပေးလိုက်ပြီးအပတ်ချက်လေအတင်း အနာအားလုံးအာအနေနာယူအားလုံးကို အထူးဒေတာတိသတ်မှတ်ထားတယ်လို့သိရပါတယ်ဆိုတော့လာရှုနဲ့ပတ်နေတဲ့ယူရတွေအားလုံးအထူးဒေတာတိသတ်မှတ်ထားတဲ့စကုံစီကို အဝမ်းထားတာမျိုးလာရှုမြော့နဲ့တောင်းမှန်ပတ်ချက်လေးမှာပတ်ချက်လေးကို MND ကထင်းချုပ်မေးလို့သိရှိရပါတယ် MND ဤသတင်းအရေးမိကောနော်ဒီဟာကလည်းဒီကနဲ့သိရှိရတာဖြစ်ပါတယ်ဒီဟာကလာရှုမြော့က MNDA ဝမ်းထမ်းတွေကိုတော့သူတို့ထင်းချုပ်တဲ့မြော့တွေမှာ လုံမလားထွက်မလားမေးတယ်တဲ့ သူတို့ MNDA ထင်းချုပ်တဲ့မြို့တွေမှာတာဝန်ထမ်းဆောင်ဖို့တောင်းဆိုနေတယ်နေရေးထန့်ရေးပေါ့နော်စားရေးအတွေ့ပေါ့အကောင်လုံးစီစဉ်ပေးမယ်ပြောတယ်တဲ့ဆိုတော့ဒီကထောင်ပွင့်လို့လွတ်လာတဲ့နန်ကျင်းပေါ့နန်ကျင်းတွေကိုလည်းထွက်ခွာကြဖို့အတိပေးထားမယ်အတိပေးထားတယ်လို့သိရပါတယ်ဒါကအလာယူမြို့ကနန်ကျင်းတွေနဲ့ပတ်သက်ပြီးတော့လန်ကျင်းတွေနဲ့အခုတာဝန်ထမ်းဆောင်တဲ့ဝန်ထမ်းတွေနဲ့ပတ်သက်ပြီးတော့ပြောတာဖြစ်ပါတယ်ဒါကတရုတ်ရဲ့ဖြစ်အားကြောင့်ပေါ့နော်အထက်ပန်းတွေတဘို တူငင်ချက်နဲ့အာသောခွာရတယ်လို့ရတာလို့သိရပါတယ်ဒါကတရုတ်ကဘာတွေဖျားပေးတာပေးထားလဲကျွန်တော်တို့လည်းမသိဘူးဆိုပြီးတော့ MNDA သတင်းရင်းမြစ်ကပြောဆိုထားပါတယ်ဒါကအာကျွန်တော်တို့ MNDA က ကိုကတက်တဲ့ဒီပြပြီးရင် PDF တွေတကြားတိုင်းပေါ်တိုင်းသားတွေမနော်မဟာမိတွေကအလားရှုမျိုးကိုအသေးတွေချွေးတွေရင်းပြီးတော့တက်ခတ်နေတာဆိုတော့ဒီကစက်ကောင်စီလက်ထက်ကိုအခုလိုပြင်ပြီးတော့အလိုက်တာဆိုတော့ဘလူးနင်းနဲ့အလိုက်တာလဲဆိုတော့အသေးစိတ်တော့မသိရသေးပါဘူးဆိုတော့ခုချိန်မှာတော့အလားရှုမျိုးကိုစက်ကောင်စီကပြင်ပြီးတော့ထင်းချုပ်မယ်လို့သိရတယ်ဗောနော်ဒီကစက်ကောင်စီကအတရုတ်ကိုငိုပြပြီးတော့အဲ့မှာကိုငေတောင်းတာမျိုးလို့ဖြစ်နိုင်တယ်ဗောနော်ဒီကအလားရှုမျိုးကို MND ကစက်ကောင်စီလက်ထက်ကိုအလိုက် မေးလို့သိရှိရပါတယ်ဒါကအဲအဲ့ဒီ BBC သတင်းဌာနမှာရေးထားတာကတော့ပူးတွဲပြီးတော့အုတ်ချုံမဲ့အခြေအနေမျိုးကိုသိရတယ်ဆိုပြီးတော့ဖော်ပြထားတွေ့ရပါတယ်ဒါကဘလူးတွေဆက်ပြီးတော့ဖြစ်လာမလဲဆိုတာကိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်အဲ့ဒီအဲ့ဒါနဲ့ပတ်သက်ပြီးတော့သတင်းထောက်တူရဲ့ရေးသားချက်ကိုကျွန်တော်လည်းတို့ပြင်ပြီးတော့ဖတ်ကြည့်အောင် ဒီ train talk ကတော့အခုအားလုံးလေးသိပြီးကြမယ်လို့ထင်ပါတယ်အာဆွေဖီမီက train talk လို့သိရတယ်ဗောနော်ဒါကသူကအာမန်အနန်ဗောနော်ဗန်အနန်အာလာရှုမွန်တန်းဟာတဲ့အနင်းပဝန်းကျင်က အချားတော်လန်ရဲတပ်တွေသိမ့်ပတ်ထားတဲ့မြို့တွေပေါ်မှာလည်းအကျိုးတက်ရောက်မှုရှိလာနိုင်တာမို့အဖွဲ့ကိုစီဗောနော်အဖွဲ့ကိုစီကအာကြိုတင်ပြင်ဆင်မှုတွေလုပ်နေရပါတယ်တဲ့ဒါကအာဒါတွေဒါကိုဒါကိုသိနေတဲ့ဆက်ကဆာဘက်ကလည်းနောင်ချုံမြို့တောင်ခမ်းဖက်မှာဒီမနေ့ဗောနော်ဒီမနေ့ပန်းကစားပြီးတော့ ထိုးစစ်တွေအကြေအကြီးကြီးပေါ့နော်လုံနေလို့လုံနေလို့ DNA ဖြစ်ကအပြင်းထန်ကိုခုခံနေတဲ့အခြေအနေဖြစ်လာတယ်ဖြစ်နေဖြစ်လာနေပါတယ်ဆိုပြီးတော့ရည်သားထားတွေ့ရပါတယ်ဒါကစစ်ကောင်စီကရင်းနှီးစိကိုအပြည့်ရမီပြောနေမဲ့လေအခုချိန်မှာနောင်ချုံမြို့ကိုရဖို့အတွက်အဲ့ဒီနောင်ချုံမြို့ဖက်မှာအပြည့်အာအပြင်းထန်ကို သူကထိုးစစ်စင်တွေကជីကြီကိုလုတ်နေတယ်လို့သိရှိရပါတယ်ဒါကသတင်းပြေဆောင်ကတော့တကယ်ပဲကိုကန့်ဖက်ကဒီလက်တစ်ဖက်ကိုလွတ်လပ်ရင်အကြံတစ်ဖက်မှာလည်းအကျိုးသက်ရောက်မှုတွေ ကြီးမားစေနိုင်ပါတယ်ညင်တော်မဟာမင်းဆိုပေမဲ့အဲ့ဒီသုံးဖွဲ့အပေါ်မှာတယူအောရလွမ်းမှုနန်မှုက မတူညီပါဘူးကိုကန့်ကတယူကိုဘလူနေနဲ့မှ လွမ်းဆန်မရတဲ့အကျောင်းအရအကျောင်းရတွေအများကြီးရှိလို့နေပါတယ် ဆိုတော့အကြအထက်အကြအကြထွက်ပေါ်ထွက်ပေါ်ရှာနိုင်မယ်အရှာနိုင်မရှာနိုင်ကတော့စောင့်ကြည့်ရပါမယ်အရှိမေလို့တော့ယူဆရပါတယ်မဟုတ်ရင်ရင်းနှင်းထားရတဲ့သွေးတွေကိုရန်သူစီမှာအလကားသွေးပစ်လိုက်ဒါလို့ဖြစ်သွားစေမှာမို့အကိုကရေတပန်းကအတွန်နေရတော့မှာဖြစ်ပါတယ်ဆိုပြီးတော့ရေးသားထားတာတွေ့ရပါတယ်ဒါကတော့အာ MNDA ရဲ့ နိုင်ငံရေးစည်းရေးကစားမှုလားတော့မသိဘူးတရားကဘလူတွေဆက်ပြီးတော့ဖြစ်လာမလဲတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်အဲ့ဒါကအာလာယူမြော့နဲ့ပတ်သက်ပြီးတော့ပြောပြရတာဖြစ်ပါတယ်အဲ့ဒီနောက်မှာကျွန်တော်တို့အခုချိန်မှာဒရင်းတွေတော်တော်လေးကိုထွက်နေတဲ့ဒရင်းတစ်ခုဖြစ်ပါတယ်ဒါကစစ်ကောင်စီကအာထန်းနိုင်ငံကိုရောက်နေပါတယ်ထန်းနိုင်ငံရောက်နေတဲ့ချိန်မှာအင်ဂျင်တီးနာတရားရုံးကမြောင်းလန်ကိုအလိုရှိနေတဲ့ power rank ကိုနိုင်ငံတကာရဲ့တပ်ဖွဲ့အင်တာဘူနော်အင်တာဘူထန်အင်တာဘူထန်တို့ပေးပို့ ပေးပို့နေလို့သိရှိရပါတယ်ဒါက BIMSDEC ပေါ့ DEC နိုင်ငံများအနေဖြင့် power run ကိုလေဆာလက်နာပေးရန် BRO UK ကတက်တွန်းထားပါတယ်လို့သိရှိရပါတယ်ဒါက BIMSDEC ပေါ့ DEC အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့မြောင်းလန်လိုစစ်ရဲဝဲအတရခံပြီးတဲ့ပြီးနေအတူမထန်သိမ့်ဘူးတဲ့သူတို့ကိုတရားဝန်အတိအသေးအမှတ်ပြုတာမျိုးမလုပ်သိမ့်ပါဘူး ဖတ်ရအစာသူ့ကိုအထောင်ထဲပုတ်သိမ့်တာဘောပုတ်သိမ့်တာပါ BIMSDEC အဖွဲ့ဝန်နိုင်ငံတွေအနေနဲ့မြောင်းလန်အပေါ်ထောက်ထားတဲ့နိုင်ငံတကာဖန်ဝရန်းကို လေးစားလိုက်နာပေါ့အသိမ့်ပါတယ်မြန်မာပြည်ပြည်သူတွေဟာမြောင်းလန်ကြောင့်အင်မတန်မှစိုးဝါတဲ့ငရေထဲကြက်ရောက်နေပါတယ်ဟုဥထွန်းခင်ကဆိုပါတယ်ဆိုပြီးတော့ရေးသားဖော်ပြတာတွေ့ရပါတယ်ဒါက အာစစ်ကောင်စီထမ်းရောက်နေတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့အဲ့ဒီနိုင်ငံတွေပေါ့နော်အာ BINC S BINSTEC ပေါ့နော် TAC အဖွဲ့တွေကိုပြောပြခြင်းဖြစ်ပါတယ်ဒီဟာကတက်တွင်းခြင်းဖြစ်ပါတယ်အဲ့ဒါပြင်ထမ်းတွင်ရောက်ရှိနေတဲ့ရာဇဝတ်ကောင်မြင်းအောင်လန်ရောက်နေချိန်မှာစန့်ကျင်ရေလှုပ်ရှားမှုအဖြစ်အေဘီလာ၄ရက်နဲ့ အာထမ်းရုံမြန်မာအလုတ်သမားများ အလုတ်မစင်းရန်သို့မဟုတ်အနေယုံဝဲစင်ကြရန်နှိုးဆူထားပါတယ်ဆိုပြီးတော့အခက်တိမီဒီယာသတင်းဌာနမှာရေးသားဖော်ပြတာတွေ့ပါတယ်ဒါကမြန်မာပြည်သူတွေဒုက္ခရောက်နေတဲ့ဝန်နေအကြောင်းပေါ့နော်စစ်ကောင်စီကိုထောက်ခံတဲ့အတွေ့ပေါ့နော်ဒီဟာတွေ့ကြောင်းဒီလိုမျိုးလောဆောင်တာမျိုးနော်ဝန်နေအကြောင်းကိုဖော်ပြချင်တဲ့သဘောမျိုးဖြစ်မိလို့ယူဆပါတယ်ဒါကပြင်ထိုင်းနိုင်ငံဘန်ကောက်မြို့ BIMSDEC အစီအဝေးကျင်းပါမယ်ရှိုကီတီလာဘာဘာလဲဒီဟာကဖတ်မှားရဆိုလို့ရှိရင် ခွက်လွန်နားလေးပေးကြပါအာဆိုကီတီလာဟိုတယ်အနည်းတွန်းတဲ့လူသက်သမားမင်းအောင်လန်ကိုငါတို့မကြိုဆိုသောစာတန်းကြီးချက်ဆွဲစန်တာပြတ်နေလို့သိရှိရပါတယ်ဒါကခန်းနိုင်ငံမှာဖြစ်နေတဲ့ဟာပေါ့နော်ဒီဟာကသံကနန်ကရောက်နေတဲ့မင်းအောင်လန်ကိုစန်တာပြတ်နေကြတဲ့ယူတန်ဖန်တစ်ခုဖြစ်ပါအာ တရင်တစ်ခုဖြစ်ပါတယ်ဒါကဒီနေ့ရရှိထားတဲ့တရင်ထူတွေဖြစ်ပါတယ်အဲ့ဒီနောက်မှာမန္တလေးတန်းအမရပူရဖက်က အလိုရှင်တွေသတိရှိကြပါဆိုပြီးတော့အလိုရှင်တွေပစ္စည်းလာလာဝေတော့လာယူတဲ့သူတွေအချင်းချင်းပေါ့နော်ရံဖြစ်ရင်ရေးက ရေးကလို့ပြောတာပဲဒီဟာကတော့အသေးစိတ်ကတော့ရေးဟုတ်မလားမဟုတ်ဘူးလားဆိုတော့ကျွန်တော်တို့အသေးစိတ်မသိရသေးဘူးလင်းလင်းတဲ့ကန်တကူအတစ်ဖက်ကတနက်ထောင်းတနက်ထောင်းပြပြီးဟန်တာလိုက်ရတယ်လို့သိရှိရပါတယ်ဒါကတော့ခုချိန်မှာဖြစ်ပြနေတဲ့အလူရှင်လို့နော်အလူရှင်တွေသတိထားရမှာဖြစ်ပါတယ်ခုချိန်မှာအာလူဖို့နေရာသွားမယ်ဆိုလို့ရှိရင်လေသတိထားပြီးတော့သွားရမှာဖြစ်ပါတယ်ခုချိန်မှာအာနိုင်ငံကမငင်တဲ့အတွေ့အကြုံဒီခုချိန်မှာဖြစ်နေတဲ့ဟာကလည်းတော်လေးကိုသတင်းစုတွေကြားနေရပါတယ်အာဗီသူတွေကလည်းတော်လေးကိုအာ ဒုက္ခရောက်နေကြလို့အမြန်ဆုံးရအောင်အတန်းစီမှုတွေဒီလိုမျိုးလုံနေတဲ့အချိန်မှာ ဒါကိုပြည့်ပြည့်နာဖြစ်နေလို့သိရတော့ဗောနော်ဒီဟာမှာဒီထဲမှာကျွန်တော်တို့အသေးစိတ်တော့မသိရသေးဘူးတချို့တွေပြောနေတာကတော့ကတက်မှုဖြစ်လို့အခုလိုမျိုးစကားမျှရင်းနဲ့အာလူစုလူစုဝဲကိုအာဖြူခွေးရတဲ့တနက်နဲ့ဖြူခွေးရတဲ့အချိန်မျိုးဖြစ်နေတယ်လို့သိရတယ်ဒါကတော့အသေးစိတ်မဟုတ်သေးပါဘူးတရင်တွေကတော့အသေးစိတ်မထွက်သေးပါဘူးရွတ်တန်ဖန်ကထွက်လာပါတယ်တရင်တွေကတော့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတာကိုတော့အသေးစိတ်မတွေ့ရသေးတဲ့တွေ့ကြောင်းအာအပြည့်စုံကမရိုးပန်ပြောပြနိုင်သေးဘူးဒီဟာကအာဒီနေ့ညမှာကျွန်တော်တွေ့ရှိထားတဲ့တရင်ထူတွေနဲ့ပတ်သက်ပြီးတော့တင်ဆက်ပြတာဖြစ်ပါတယ် ောက်တစ်ခုပြင်ပြီးတော့ကြည့်ရမှာကတော့ဂျုံအာဂျုံကျူးပေါ့နော်ခရခိုင်ဘီနေဖက်မှာရှိတဲ့ဘယ်ဂျုံကျူးကဘေးနားမှာပကိုးတန်းလာပဲအဲပကိုးတန်းလောက်မှာထင်တယ်ဂျုံကျူးဂျုံကျူးမှာဂျိုးကျူးစကန်ကိုကျွန်တော်တို့အာရခတော်အေးနဲ့ပူပွန်တက်တွေကသင်ပတ်လိုက်ပြီလို့ဆိုတာကိုကျွန်တော်တို့သတင်းတွေပြည်စုံကိုရရှိထားပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့စက်ကောင်စီဘက်ကစစ်တပ်ပေါ့နော်။အစစ်တပ်ကစစ်တပ်မှာခုလောလောဆယ်နေတဲ့သူက ပြောနေတဲ့ယုတ်တဖန်ကြက်မကြက်ကတော့ဒီယုတ်တဖန်နဲ့အာကျွန်တော်တို့စဉ်းစားရတော့မှာဖြစ်ပါတယ်။ဘာလို့လဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဖက်ကကြက်ပြီးလို့ပြောနေမဲ့လဲဟောဖက်ရက်ကွေးဘိုးမတို့ရက်ကွေးဖက်မှာဆိုလို့ရှိရင်တော့ငင်းနေသေးတဲ့ခုချင်းထိမကြက်သေးပါဘူးမကြက်သေးပါဘူးဆိုပြီးတော့ငင်းနေကြပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အစစ်တဖက်ကပေါ့နော်အဲမှာ Standard Army ကြီးဘက်ကပြင်ပြီးတော့ပြောဆုံနေတဲ့ဇကားတွေနဲ့တုံးသက်ပြီးတော့နားထောင်ကြည့်အောင်နော်ကဲဆက်လိုက်ရအောင် ဒီထဲမှာတော့ညောင်ကျူးအချီနေလေးပြောပေးပါအောင်ဆိုပြီးတော့အာကိုထင်ရဲတဲ့တရားကကိုထင်လို့တင်ပါတယ်တရားကနားထောင်ကြည့်အောင်နော်ကဲညောင်ကျူးချီနေလေးပြောပြပေးပါအောင်ကိုထင်ရဲအင်းကိုရင်းလို့ကြာပြောချင်လိုက်ပြောလို့မရဘူးလीနော်ပြောလို့မရဘူးဆိုကြဲကဒီတဲမှာသူတို့တွေအာကြပြီလို့သာမှတ်လိုက်တော့ဘူးနော်တိတယ်ကြားတယ်မြင်တိုင်းတွေ့တိုင်းလည်းပြောလို့မရဘူးဟုတ်လို့ဆိုတော့ကဲနော်ဒီလိုအချိန်နေသလိုရှိနေကြပြီဟောနားလေပြီဘောနော် အတပိုင်းဘောအဲ့တော့စစ်ပွဲတစ်ခုမှာတိုက်ပွဲတစ်ခုမှာဘောနော် ပတ်ပြီးတော့ပြောတော့အကျမသမားတွေထိတွေ့တဲ့တိုက်ပွဲတွေမှာအကျမသမားတွေတင်းယူတဲ့စကန်ကုန်တွေတာသမားတွေစကန်ကုန်တွေတက်မလို့တင်းယူတာတွေပေါ့အဲအဲ့လိုမျိုးတွေပေါ့နော်အဲ့ဒီမှာဘလို့ဘလို့ရှင်ကြည့်ရလဲဆိုပထမဆုံးတစ်ချက်ပေါ့နော်အဲ့တော့စကန်ကုန်တကုန်းကလာတိုက်ပြီးဆိုဘလောက်တိုက်လေဘလောက်အင်အားနဲ့ဘယ်နှကြိမ်တက်လုံးလဲဘလောက်အင်အားနဲ့ဘယ်နှကြိမ်တက်လုံးလဲဘယ်ကာလာနဲ့ဘယ်ကာလာတိဘယ်လားနေဘိုင်းနေဆိုင်ဘယ်လားဘိုင်းနေတိုက်ရလေအင်းအဲ့ဒီမှာအဲ့ဒီစကန်မှာမိမိရဲ့အင်အားဘလောက်ရှိလဲအင်း လူရဲ့အိမ်ကဘယ်လောက်ရှိလဲလာတိုက်တဲ့ကျမ်းမသမားအိမ်ကဘယ်လောက်လဲကျမ်းမသမားနဲ့ကြဆုံမှုကဘယ်လောက်လဲမိမိဘက်ကအဲကြဆုံမှုပြဆက်မှုကဘယ်လောက်လဲကိုတင်းကအဲ့လိုမျိုးအချက်လက်တွေနဲ့ရှင်းကြည့်တာပေါ့နော်အဲ့မတော့ဘယ်ကဒီလိုလဲအချက်လက်တွေနဲ့ရှင်းကြည့်တာတဲ့ဒါဆိုရင်တော့ကြားရင်ကြားတယ်ပေါ့ပြောပြောပါပြောလိုက်ပါနော်ဘာလို့လဲဆိုလို့ရှိရင်ဟိုဖက်ဟိုရန်ဒီရန်နဲ့ပြောနေတာကတော့ဒတော်လေးကိုရုတ်ပြက်လောက်ပါတယ်ကြားရင်ကြားတယ်ရောကြားပြီးပြီးတတ်တာပေါ့နော်ကြားရင်ကြားတယ်ဒါပဲဒီမြန်မာနိုင်ငံမှာခပ်ပင်းပင်းလူတွေလိုမျိုးတော့ဟိုဘယ်လိုမှမဆိုရင် အာရပြီကွာအေးဆိုအဲအဲ့လိုအခုလည်းကြည်တာမဟုတ်ဘူးဗောနော်ရမှာအဲ့ဒီတုံခမ်းဖက်မှာသူတို့တခါရခဲ့တာတဲ့အစကန်ကိုပြင်ပြီးတော့ရနေတဲ့စကန်တစ်ခုနှစ်ခုအဲပြင်ပြီးတော့ရနေတာကိုအမတန်ပြုံနေတဲ့အဲ့မှာစက်တက်လို့ပြီးတော့ဘလူတွေပြောဆိုထားလဲဘလူတွေဝါရဖြန့်ထားလဲဆိုတာကိုလည်းမင်းတို့အားလုံးသိနော်ဒီထဲမှာစက်တက်လို့ပြီးမှာဘောဘူးဒီကစက်တက်စက်တက်ထဲမှာခူးချီမှာတာဝန်ထမ်းဆောင်နေစေသူကအခုလိုမျိုးဗျမ်းမာတာပြီးပြောနေတာကြားပြီဆိုလို့ရှိရင်ကြားပြီလို့ပြောရအောင်ဟုတ်ပါဘူးကြည်ရမဟုတ်ဘူး อืมเบชินเนี่ยไต่နေရတယ်ဘယ်လောက်ကြာပြီလဲဘယ်လောက်အင်အားတိုက်ရတယ်ဘယ်လောက်ဂျန်ဒီဘက်ကကြာတယ်မိဘက်ကဘယ်လောက်ကြာဆုံးမှုရှိတယ်အဲကိုလေးတို့အဲ့လိုမျိုးပြန်ပြီးကြည့်တာပေါ့နော်အဲကိုလေးမျက်နှာပြုတ်ဝစကန်ကုန်းရပါလို့အချိန်တန်ရပါလဲခေါင်းမရွယ်ယူပါလို့မရဘူးလို့อืมနော်အဲ့ပြီးရင်အဲ့ကိုရရတဲ့နေရာကိုကပြန်ပြီးတော့ဟိုထိမ့်သိမ်းအောင်ပဲလေပြန်ထိမ့်သိမ်းနိုင်အောင်ကိုကရှိတဲ့အဲ့ကိုပြန်ထိမ့်ထိမ့်သိမ်းနိုင်မှာလားမဘူးနဲ့မဘူးထိမ့်သိမ်းနိုင်မှာပါနော်အဲ့လိုရှိစစ်သားတိုင်းစစ်မလိုက်ကပါဘူးစစ်သားတိုင်းစစ်တိုင်းရမယ်ဆိုရင် နော်ဘင်းရထုတ်ပေါ်ပြန်တော့အကုန်သေးတယ်လို့ပေါ့ဒီထက်မှာအာတတသီးတွေကိုပြင်ပြီးစူးဆောင်ဖို့ဒီထက်မှာစစ်တန်းကအာစစ်တတန်းအာစစ်မတက်ရပါဘူးဆိုပြီးတော့ဘွားရပြတ်နေတာကိုကြည်မှာစစ်တန်းကစစ်မတက်ရပြီမတက်ပြီနဲ့ကိုကြည်မှာတတသီးတွေမသေးပါဘူးเนาะစစ်မှုထမ်းသမားတွေလည်းမသေးတော့ဘူးเนาะဟိုတောင်းကျန်းသူကိုနှိမ်နေတဲ့အင်အားတောင်းကျန်းသူကိုနှိမ်နေတဲ့အင်အားနဲ့နှိမ်နေရတာဒါစစ်ပွဲမဟုတ်ဘူးဂျမတ်သမားနှိမ်နေတဲ့နိုင်ငံအကြောင်းနိုင်ငံအတွင်းမှာရှိတဲ့ဂျမတ်သမားနှိမ်နေတဲ့ဟာပေါ့เนาะဟောဒါဆိုရင်တော့ဘယ်သူတွေကဂျမ်းဖြစ်ဖြစ်မြည်ပြီလဲ မင်းတို့ခွေးပြေးပြီးပြီးနေတာကမင်းတို့နေစရာကမရှိတော့တဲ့ချိန်နေမြို့မှာအဲ့မှာမင်းတို့တို့ကဂျမ်းဂျမ်းဖက်တမလုံးလုံးဖြစ်သွားပါပြီဒါဆိုရင်တော့ဟိုချစ်ပွဲဆိုတဲ့အထိပ္ပယ်မျိုးမရှိဘူးဂျမ်းတမနေပြီးတော့စစ်စင်ရေးပေါ့နော်စစ်စင်ရေးဆိုင်ကိစ္စရတယ်ပေါ့အဲ့တော့အများကြီးပါကုစုတက်မလို့နေပြီးတော့2ရက်နေရစားပြီးတော့20 20ဟွာရည်နော်22ရက်နေ့ထိ21ရက်တာအပြစ်အပြစ်ကရေးစေးထုတ်ပြန်တာလည်းရှိရေနော်အင်းဘာလဲရှိရပေါ့ခုတ်ပြန်မဲ့လဲ အခုလေရင်နဲ့ပေါင်းကြည့်တာစကန်တန်အာမန္တလေးတန်းအာတပေးကြီးလာမှုဒီတပေးကြီးမှာလေလေရင်နဲ့တက်ခတ်မှုတွေလောက်နေတော့သိရတယ်နော်အဲ့လိုထုံးပြန်လာတယ်မှာတက်မှုတော့လေရင်နဲ့ဘုံသွားကျဲပြီဆိုရင်အာဘာကြောင့်သွားကျဲတာလဲอืมဘာရှိလို့လဲဟွန်းတစ်ဖက်ကစီကန်တစ်ခုဖောက်လိုက်လို့တက်မှုတော့တစ်ခုလို့ပါအဲ့ကြဟိုသိမှာပေါ့ဟိုရခိုင်ပြည်နယ်ကတိုက်ဟိုတိုက်နယ်စည်းဝေးနေရနေပြီးတော့ဟိုပြည်နယ်စည်းဝေးနေရနေစည်းဝါးတွေကိုဝင်ရောက်ဝင်ယူတယ်ဝင်ရောက်ပြီးတော့ဟိုဝင်ယူတယ်ဝင်ယူပြီးတော့ စီယုံတွေကစီးတွေကိုရိုးပါတယ်ပေါ့အဲစီယုံတွေမဆိုင်တဲ့ຢာတွေတဲ့ဒီကောင်တွေဝင်လာတဲ့အချိန်မှာတပ်မတော်ကြီးပေါ့လက်ကြီးနဲ့ဒီကောင်တွေကုသနေတဲ့စီယုံတွေပြတ်ထုတ်ပြလိုက်တော့အာစစ်ကိုစစ်ကိုတိုက်လိုက်စစ်ကိုစစ်လို့တိုက်ပါဆိုပြီးတော့ဖျက်မနိုင်ထားပါဘူးအဲ့လိုပဲတခုစီကံကောင်မှတခုတိုက်လို့ရတယ်ဒီဘက်လာရှုမှန်တော့ရတယ်လို့ပဲနော်အရှုကတပ်မတော်စီစီစီယုံကိုတွားတိုက်ခဲ့တာကြတော့ဒီကောင်တွေရှိတဲ့ပေးရတယ်နော်တော်ရစ်တီနေစေရောသွားပြီးလေချောင်းနဲ့ပုံသွားကြည့်ပဲလေအဲ့ဒါကြောင့်ပြောရပြည်သူလူရှိဒီကုသနေရပြည်သူလူကုသတာမဟုတ်တော်ရကုသတာအဲ့လိုတစ်ခုလုံးမှာတစ်ခုလုံးပါတယ်လုံးပြီးတက်မလို့ ကဲဆိုတော့ဒါကတော့စစ်တပ်ဘက်ကကောင်ပြောတာနော်သူကတော့အပြစ်ရတဲ့ချိန်မှာအာအကြောင်းခုခုတခုခုရှင်းနေလို့ပြစ်တာပိုင်းရပါတော့အပြစ်ရတဲ့ချိန်မှာပြစ်ကိုရက်နော်ညာကအပြစ်ရတယ်ဆိုတော့မင်းတို့တွေအာမေဒန်သက်စာဖို့တာမင်းတို့တွေအာဂရိမတီတာကတော့ပြည်သူတွေအားလုံးသိနေတဲ့တွေ့ကြုံနော်ဒီလိုမျိုးစကားတွေဗျမ်းမတာတွေလာမပြောနဲ့နော်ဆိုတော့အဲ့ဒါပြင်အခုမင်းအောင်လန်ကထန်းနိုင်ငံရောက်နေတယ်ဗောနော်ဒီအဟာနဲ့ပတ်သက်ပြီးတော့ထန်းထန်းလွတ်တော်မှာဘလော့ထီလောက်ခတ်မှုတွေရှိနေလဲဆိုတော့ကိုလေအာရွတ်တန်ဖန်တဲ့အာ cukup cool. uh, ထန်းစကားနားလေတဲ့သူတွေတူပါတယ်သူပြောပြတာပြန်ပြီးတော့ဘာသာပြမိတာကိုနားထောင်ကြည့်အောင်ဒီထဲမှာဒီဟာကတော့မန်တယ်လို့ကျွန်တော်တို့မမှန်ဘူးလို့လည်းမပြောနိုင်ဘူးဒီဟာကကျွန်တော်ထန်းစကားနားမလေကိုနားလေတဲ့သူရှိလို့ရှိရင်ဒီမမှန်တဲ့နေရာရှိလို့ရှိရင်လေအာဒီလိုမျိုးဖြစ်နေတယ်ဒီဟာကဒီလိုမျိုးဖြစ်နေတယ်ဆိုတော့ကိုအသေးစိတ် comment မှာလို့ comment မှာလည်းရှင်းပြလို့ရပါတယ်နားထောင်ကြည့်အောင်ဒီဟာကတော့အခုနကျွန်တော်ပြောသလိုပဲအစင်ပြီမှုတွေရှိဒီဟာကဒီလိုဖြစ်နေတယ်ဆိုတော့ကိုအသေးစိတ်ကျွန်တော်လည်းမသိဘူးထန်းတဲ့စကားနားမလေဘူးဖြစ်နေတဲ့အတွက်ကြောင့်ထန်းရောက်နေတဲ့မြန်မာပြည်သူတွေအများအပြားရှိနေပါတယ် ယ်။ရာကဘယ်လိုတွေဖြစ်နေလဲဆိုတာကိုလည်းပြန်ပြီးတော့ဘာသာပြင်ပြပါအောင်ဒီအခုချိန်မှာထန့်လွတ်တော်မှာလည်းမြောင်းလန်အကြောင်းနဲ့ပတ်သက်ပြီးတော့ထန့်မြောင်းလန်ကိုကက်ကွက်နေတဲ့သူတွေအများပြားရှိနေတယ်လို့သိရပါတယ်။ဒီထက်မှာထန့်ဝင်ကြီးကျုပ်ကဘောနော်။အာထန့်လွတ်တော်မှာစုံညာနေတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့အာလူမအပေးလောက်နေတဲ့အာအကြောင်းနဲ့ပတ်သက်ပြီးတော့ပြင်ပြီးတော့ဘာသာပြင်ပြတာဖြစ်ပါတယ်။နားထောင်ကြည့်အောင်။မျက်နှာပြောင်းတိုက်ကလူမအပေးခဲ့တော့ထန့်ဝင်ကြီးကျုပ်ဖေးထုံးတယ်။ဖေးထုံးတာ လင်းမေးတဲ့ပြည်သူများငလင်းခန်းစားနေချိန်အတွင်းမှာလေရင်ဖြင့်တိုက်ခိုက်ပုံကျဲခဲ့သောစစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ကိုထိုင်းနိုင်ငံသို့ထိတ်တန့်အစည်းအဝေးတက်ရန်ဖိတ်ကြားမှုပေါ်မှာလွှတ်တော်မှအလွှတ်တော်မှများ၏ရှုံးချတားမြစ်မှုများကိုခံခဲ့ရပါသည်လွှတ်တော်အမှတ်များအားမင်းအောင်လှိုင်ကိုဖိတ်ကြားမှုပေါ်မှာပြင်းထန်စွာဆန့်ကျင်ကြောင်းဘာကြောင့်ဖိတ်ရတယ်လဲဆိုတဲ့အကြောင်းပြချက်ဘယ်လိုစိတ်နဲ့ဖိတ်ရတယ်လဲဆိုတဲ့အကြောင်းပြချက်ကိုခိုင်မာစွာပေးနိုင်ရမယ်ဆိုတဲ့ညှဉ်းပန်းသောသတိပေးချက်တွေကိုဝန်ကြီးချုပ်ပြည်ထောင်တန်းကိုလွှတ်တော်မှာပြောခဲ့ကြပါတယ်။ ผู้นําเผด็จการทหารเมียนมาเข้าร่วมการประชุมที่เรียกว่าความริเริ่มแห่งอ่าวเบงกอลสําหรับความร่วมมืออันหลากหลายสาขาทางအခုလိုပြည်နယ်စွာတည်ပြီးခဲ့ပေမဲ့လည်းနောက်ပြန်မနက်အစည်းအဝေးမတိုင်ခင်ဒီကနေ့ညမှာမင်းအွန်လိုင်းနဲ့ညစာစာပွဲတက်နေတော့ထိုင်းဝန်ကြီးချုပ်ပြည်တော်တန်ကိုတွေ့ခဲ့ရပါတယ်။အင်း ဒီအစည်းအဝေးဘက်ကိုအတူတက်ရောက်ရန်ရောက်ရှိလာတော့အိန္ဒိယဝန်ကြီးချုပ်မိုဒီကိုအိန္ဒိယလွှတ်တော်အမတ်များနဲ့အတူနိုင်ငံသားများကဒီလိုမင်းအောင်နိုင်လူမျိုးစစ်ကောင်စီခေါင်းဆောင်ပေါ်အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်ကိုဒီအစည်းအဝေးဘက်တက်ခိုင်းခြင်းဟာဒီလိုအကြမ်းဖက်စစ်ကောင်စီကိုအားပေးတာနဲ့အတူပဲဖြစ်ကြောင်းစာများထုတ်ပေါ်လာခဲ့ပါတယ်။ဟွန်းယခုလိုအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်နိုင်ကိုအစည်းအဝေးဘက်ကိုတက်ရောက်ခွင့်ပေးခဲ့ခြင်းအပြင်ဝန်ကြီးချုပ်မိုဒီနဲ့အတူဝန်ကြီးချုပ်ပေတုံတန်တို့သည်လွှတ်တော်အမတ်များနဲ့အတူပြည်သူများ၏စိတ်ဆိုးခြင်းများကိုလုံးဝခံခဲ့ရပါတယ်။ ကဲဆိုတော့ဒါကအာထန်းထန်းထန်းရောက်နေတဲ့မင်းအောင်လန်နဲ့ပတ်သက်ပြီးတော့ပြောပြနေတာဖြစ်ပါတယ်ဆိုတော့အဲ့ဒီနောက်မှာကျွန်တော်ပြင်ပြီးတော့ပြောပြချင်တာကအခုထန်းနိုင်ငံရောက်နေတဲ့မင်းအောင်လန်ကိုချိုးချပ်ဖို့အတွက်သွားနေတဲ့လူငယ်တူပေါ့နော် မလို့သမားရေးရလားမသိဘူးသူကတော့နာမည်အသေးစိတ်တော့မသိရသေးဘူးပြင်ပြီးတော့တည်နေမမ်းမိတယ်ဆိုလို့ရှိရင်မနေ့ပြန်မနေ့ကျမပြင်ပြီးတော့ပြောပြမယ်ဒီဟာကသူရသူကိုအာထန်းအနာပိုင်တွေကရေးတွေကပြင်ပြီးတော့ထင်းသိမ်းထားတယ်လို့သိရှိရပါတယ်ဒီအမှုကအာတချို့မင်းဆွေတွေသူ့ရဲ့မင်းဆွေတွေပြောပြချက်ရဆိုလို့ရှိရင်တော့ဒီအမှုကမြန်မာပြည်ကိုပြင်ပလို့ရတယ်လို့လည်းပြောထားပါတယ်ဒါကဘလူးတွေဆက်ပြီးတော့ဖြစ်မလဲဆိုတော့ကိုတော့အသေးစိတ်မသိရသေးဘူးသူရဲ့နာမည်ကလည်းကျွန်တော်တို့အာတရင်းတွေမှာလည်းအာဒီခဏလေးတွေ့တွေ့ရှိထားရဖြစ်တဲ့အတွက်ကြောင့်သူရဲ့နာမည်မမမီ နိုင်ဘူးသူရဲ့အလို့သမားရေးရမှာတာဝန်ရှိသူလို့သိရပါတယ်ဒီဟာကအခုထန်းရေးတွေကဖန်းစီခံရပါတယ်လို့သိရှိရပါတယ်ဆိုတော့အာသူကိုလည်းဝမ်းရံပေးကြပါအောင်ထန်းရောက်နေတဲ့မြန်မာပြည်သူတွေအများပြားရှိပါတယ်အာတူဦးနဲ့တူဝမ်းရံပြီးတော့နေကြပါလို့ကျွန်တော်တို့ဒီကနေပဲပြန်ပြီးတော့ပြောပြချင်တယ်ဖြစ်ပါတယ်အဲ့ဒီနောက်မှာဟာတလလိုနားထောင်ရမယ့်ရွတ်တန်တစ်ခုဖြစ်ပါတယ်ဘာလဲဆိုလို့ရှိရင်တော့အဲ့မှာဘီသူစခေါင်းဆောင်ဘီသူစခေါင်းဆောင်ဘယ်လိုတွေပြောဆိုထားလဲဆိုတာကိုကျွန်တော်နဲ့တူနားထောင်ကြည့်ရှုအောင်ပါ အင်းသားလက်နဲ့ကင်တွေနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တင်ပြပါမယ်ခင်ဗျာအင်းသားလက်နဲ့ကင်တွေဒီယခုလို့ဒုက္ခဆင်းရဲကြုံတွေ့နေရတဲ့ပြည်သူတွေအပေါ်မှာ အခွင့်အရေးယူပြီးတော့ဟောလက်နဲ့ကင်တောင်းကြမ်းတဲ့အလုပ်ကိုမလုပ်ကြပါနဲ့ရတန်းကရက်ပါအင်းရတန်းကရက်ကြပါလူလိုက်တဲ့တွေကအကောင်လုံးကအပြည့်ရပေးနေပါတယ်။အဲမှာသူ့အပမင်းုံလိုက်ကအပြည့်ရပေးတာတော့မဟုတ်ဘူး။အပြည့်နှစ်စီရစ်နှစ်စီရက်တာ။ဒါတော့မှသစ္စာဖုတ်နေတဲ့ အဲ့မှာသူ့အပမြုံလည်းကိုဒီကြလေးရှင်းပြပါအောင်တက်စွမ်းသမျှကိုသူ့ရန်ပေးကြပါဒီလုံမမဟုတ်လို့ရှိရင်တော့နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်နေတဲ့တမတော်မြန်မာနိုင်ငံရဲတပ်ဖွဲ့ကျွန်တော်တို့ပြည်သူစစ်တွေကအကြမ်းဖက်အဖွဲ့အစည်းရှိတဲ့နေရာကိုတိုက်ခိုက်ချိန်မုန်းရမှာဖြစ်ပါတယ်အားကြောင့်လို့ပြည်သူလူထုကလည်းအကြမ်းဖက်တောင်းကျမ်းသူတွေနဲ့ဝေးရမှာရှောင်ရှားနေပြီးတဲ့အခါကြကံမှနိုင်ငံအကျိုး ပြည်သူအကျိုးအမျိုးဘာသာသနာအကျိုးကိုစောက်ရှောက်ပေးကြပါလို့ကျွန်တော်ဒီနေရာနေလေးလေးစားစားမြစ်တာရက်ခံအကြံပြုတင်ပြအပ်ပါရခင်ဗျာဟုတ်ပါပြီအလုံးသောပုဂ္ဂိုလ်တွေဒီယနေ့မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့အကြောင်းတရားတွေပေါ်မှာမူတည်ပြီးတော့နိုင်ငံတော်အစိုးရနဲ့ပူးပေါင်းပြီးတော့ပြည်သူလူထုကိုထောက်ပံ့ပေးကြပါအင်းဒါကြောင့်မလို့တက်ဆိုင်ရာမီဒီယာတွေမှတစ်ဆင့်လည်းတပိုင်းတက်ဆိုင်ရာဌာနဆိုင်ရာပုဂ္ဂိုလ်တွေမှလည်း တပိုင်အတိအတိလှူရမ်းပေးကြပါအဲနိုင်ငံအကျိုးပြည်သူအကျိုးတွေကိုမိမိတို့တတ်စွမ်းသမျှဆောင်ရွက်ပေးကြပါလို့ကျွန်တော်ဒီနေရာကနေလေးလေးစားစားမေတ္တာရပ်ခံအကြံပြုတင်ပြအပ်ပါတယ်ခင်ဗျာကျွန်တော်တို့2025ပြီးတဲ့ကာလမှာ အကြံဖက်အားလုံးကိုအပြစ်ပြတ်ချိန်မုံပေးမှာဖြစ်ပါလေအပြစ်ပြတ်ချိန်မုံပေးမှာဖြစ်ပါလေဒါကြောင့်မို့လို့တောင်းကျမ်းသူအကြံဖက်လက်နက်ကင်တွေအားလက်နက်ကင်လမ်းချိန်ကိုစွန့်ပြီးတော့ဟော နိုင်ငံတော်အကျိုးကိုတည်ဖို့ဆောင်ရွက်ကြပါလက်နဲ့ကြိုင်လမ်းစဉ်မစွန့်သမျှအကြမ်းဖက်အားလုံးကိုကျွန်တော်တို့2025ပြီးတဲ့အခါမှာအကုန်အမြင့်ပြတ်ချိန်မုံမှာပါကျွန်တော်တကူကလည်းတင်ပြခဲ့ပြီးဖြစ်ပါတယ်အားကြောင့်မလို့ယခုအချိန်ကာလမှာအရေးကြီးတဲ့အချိန်ဖြစ်နေတဲ့အတွက်ဟောအားလုံးသောပုဂ္ဂိုလ်တွေဒီနိုင်ငံသူနိုင်ငံသားတွေကိုစေတနာမေတ္တာထားပြီးတော့လာရောက်ပူပေါင်းလှူဒန်းပေးကြပါလို့ကျွန်တော်ဒီနေ့အားနေလေးလေးစားစားမေတ္တာရက်ခံ အကြံပြုတင်ပြအပ်ပါတယ်ခင်ဗျာဟုတ်ပါပြီဟုတ်ပါပြီအေးဟုတ်ပါပြီဟုတ်ပါပြီနော်သူကတော့ဘီသူစခွန်စုံလို့သိရတယ်နော်သူကတော့ဘီသူစခွန်စုံလို့သိရတယ်အာသူဘာကြောင့်အခုလိုမျိုးအော်နေရလဲလို့မသိဘူး နော်သူပြောချင်တာကလည်းနားတော့သိမလေဘူးအခုချိန်မှာဒေါ်လာရဲ့ဖက်ကနဲ့ကျွန်တော်ဒေါ်လာတိုင်းသားဒေါ်လာရဲ့တပ်ဖွဲ့တွေဖက်ကနဲ့အရင်အိုးဆောင်အပြည့်ရပြည့်ပါတယ်ဆိုပြီးတော့ငလင်လွတ်ပြီးတဲ့နောက်မှာသတင်းတွေအသေးသေးထွက်ပြန်လာကြပါတယ်ဒါကိုသူတို့အပါကနားမထောင်လို့ကျွန်တော်တို့ပြင်ပြီးတော့ဆော့ချတယ်ဆိုပြီးတော့လေရင်ပြစ်ခတ်မှုတွေစစ်တပ်ကိုလော့ဆောင်နေတာကိုလည်းအာသူကမသိချင်ဘူးထင်ပါတယ်နော်သူကတော့အာသူကိုတန်ကလည်းမတည့်ရတဲ့တော့မှတဲ့တော့မနန်တော့ပါဘူးဘီသူစခေါင်းဆောင်တော့သူကိုတန်ကတော့ပြောနေပါတယ် ဆိုတော့လက်နဲ့တလက်တောင်မှမထမ်းနိုင်တော့တဲ့အခြေအနေမျိုးမှာကျွန်တော်တို့တော်လိုင်းတဖို့တွေကိုပြန်ပြီးတော့ချင်းကြောင်နေသေးတယ်ကျွန်တော်တို့နိုင်ငံတော်ဗန်အုပ်ချုပ်နေတဲ့သူတွေကအကြမ်းဖက်တွေကိုပြန်ပြီးတော့နေနေမှုတွေ2020ကအလွန်ပါအကုန်လုံးကိုရှင်းလင်းပြပါရှင်းလင်းပါမဲဆိုပြီးတော့ကြဲကြော်သေးတယ်ဆိုတော့ဒါကတော့ အာဗီဒူစစ်ကောင်းဆောင်ရဲ့အချင်းတွေဘီလူလူတွေကဗီဒူစစ်ခေါဆောင်လုံနေကြတာလဲဆိုတာကိုကျွန်တော်သိစေချင်လို့နော်ဘေကွန်တွေဘီလူအွန်တွေနဲ့အာဗီဒူစစ်ခေါဆောင်လုံလို့ရတယ်ဆိုတာကိုသိစေချင်လို့ပြန်ပြီးတော့ဒီမှာထည့်ပေးတာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်နဲ့ပဲအဆုံးသတ်ပါမယ်ကျွန်တော်ဗီဒီယိုလေးကိုအမေရန်ကြည့်ရှုအပ်ပေးနေကြတဲ့တော်လံပြည်သူများအားလုံးကိုလည်းကိုယ်အကျမ်းမှာချင်းစဲချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ